မာကုအခိုင်း6အခန်းငယ်ခေါနစ်ကနေ73အထိကိုကျွန်တော်ဖတ်ပြမှာနော်တကြိတ်နှစ်ပါးသောတပည့်တော်တို့ကိုခေါ်တော်မူပြီးမှညညိုသောနတ်တို့ကိုနိုင်စေခြင်းဟာအခွင့်ပေးလျက်နှစ်ယောက်စီနှစ်ယောက်စီစေလွတ်တော်မူ၍သင်တို့သည် တောင်ဝေးတစ်ခုမှတပါလန်းခီးဖို့အဘယ်အရာကိုမျှမယူချနဲ့လွယ်အိတ်နဲ့မုံ့မှဆ၍ခပန်း၌ခြေငွေကိုမယူချနဲ့ ခြေနှင်းကိုစီးကြလော့အင်ဂျီနှစ်ထဲမဝတ်ကြနှဲ့ဟုမာထားတော်မူ၏ထိုမှရပါတင်တို့သည်မိသည်အိမ်တို့ဝင်လျင်ထိုအိမ်တွင်ထိုအယက်မှမထွက်မသွားမီတိုင်အောင်နေကြလော့အချင်းသူတို့သည်တင်တို့ကိုလက်မခံတင်တို့ဤစကားကိုနားမထောင်ဘဲနေ၏ထိုသူတို့နေရာအယက်မှထွက်သွားစဉ်သူတို့တစ်ဖက်၌ သက်သေးဖြစ်စေခြင်းဟာတင်တို့ဤခြေဖွားမှ မြေမှုန့်ကိုခါလိုက်ကြလော့ငါအမှန်ဆိုသည်ကားတရားဆုံးဖြတ်တော်နေ၌ထိုမြို့သည်တောတုံမြို့နှင့်ဂေါမောရမြို့ထက်တာ၍ခံရလက်တန့်ဟုမိန်တော်မူ၏တပည့်တော်တို့သည်ထွက်သွား၍နောင်တတရားကိုဟောကြ၏နတ်ဆိုးများကိုနှင်ထုတ်ကြ၏မချမ်းမမာသောသူများတို့ကိုစီနှင့်လူ၍ အနာကိုငိမ့်စေကြ၏ဒီမှာကျွန်တော်တို့ဘာတွေ့ရတယ်လဲဆိုရင်ယေရှုခရစ်တော်ကတပည့်တော်12ပါးကို သူ့ရဲ့ကယ်တင်ခြင်းအကြောင်းကို တပည့်တော်တို့ကိုယ်တိုင်ဟောကြားဖို့ရန်လက်တွေ့သင်တန်းပေးတယ်အခုယေရှုခရစ်တော်ဟာကယ်တင်ရှင်မယ်ရှိရဖြစ်တဲ့အကြောင်းနဲ့နောင်တနဲ့ သူ့ကိုယုံကြည်လက်ခံကြဖို့ယံမြို့ရွာတွေမှာတွားရောက်ပြတော့သခင်ယေရှုဟာရက်တိုအေးဝံကြီးလေးဝိငှချင်းအတွက်သူတို့ကိုပထမဆုံးအချိန်ဆေလွတ်လိုက်တယ်အဲ့ဒီမှာယေရှုကတပည့်တော်တို့ကိုလည်းပဲနတ်ဆိုးတွေကိုနှင်ထွားရတဲ့အခွင့်လုကာအခိုင်း၉မှာဆိုရင်မကြမ်းမမာတော်သူတွေကိုဇမ်းမာစေရတဲ့အခွင့်မဿဲအခိုင်း၁၀အငယ်၈မှာဆိုရင်တေတော်သူကိုပြန်ပြတော့အသက်ရှင်ပြန်ရတဲ့တကူအာနာတွေကို ပေးထားတယ် အဲ့ဒီတကောအာနာတွေကို ပေးထားခြင်းရဲ့ရည်ရွယ်ချက်ကပါလဲဆိုရင်သူတို့ဟောပြောတဲ့ယေရှုခရစ်တော်ရဲ့အကြောင်းဟာအဟုတ်အမှန်အကျွဲ့မဲ့ယုံကြည်အပ်သောတမန်တရားဖြစ်တယ်ဆိုတာကိုသိနိုင်ဖို့အဲ့ဒီအံပွေနမိတ်လက္ခဏာတွေကိုလုတ်နိုင်သော အခွင့်တကောကိုသခင်ယေရှုကပေးထားတာဖြစ်တယ်။အဲ့ဒါကဘယ်သူတွေအတွက်ပဲလဲဆိုရင်တပည့်တော်12ပါးအခန်းငယ်9ကနေဆက်ပြီးတော့ကြည့်အောင်နော်။ နှစ်ယောက်စီနှစ်ယောက်စီဆေလွတ်တဲ့အကြောင်းကဘာလဲအဖော်ရဖို့လှုပ်ဖော်ဆောင်ဖက်ဖြစ်ဖို့ပြီးတော့ဓမ္မဟောင်းကျမ်းမှာကြိုတင်ပြောထားတဲ့အတိုင်းတသက်ခံနှစ်ဦးသုံးဦးရှိရင်သူတို့ဟောပြောတဲ့သူတို့တသက်ခံတဲ့အကြောင်းအရာဟာအဟုတ်အမှန်ဖြစ်တယ်ဆိုတာကိုယုံကြည်လက်ခံရမယ်ဆိုတဲ့ထုံးစံရှိတဲ့အတိုင်းကြားနာတဲ့သူတွေကအဟုတ်အမှန်ဖြစ်တယ်ဆိုတာကိုယုံကြည်နိုင်ဖို့တသက်ခံ နှစ်ဦးကိုဇေလွတ်တော်မူခြင်းဖြစ်တယ်။အခန်းငယ်၈မှာတင်တို့သည်တောင်ဝေးတစ်ခုမှတပါလမ်းခေးဖို့အဘယ်အရာကိုမျှမယူချနှင့်လွယ်အိတ်နှင့်မုတ်မှဆ၍ခပန်း၌ခြင်းဝေကို မယူချနှင့်ခြေနှင်းကိုစီးကြလော့ကဲ့အဲ့ဒီမှာဘာဖြစ်လို့သခင်ယေရှုဟာတောင်ဝေးတစ်ခုပဲယူသွားစားဖို့အစာလဲယူမသွားနဲ့အဲ့မှာ ကိုယ့်ရဲ့အသုံးဆောင်တွေလိုအပ်မဲ့ထင်တဲ့အရာတွေထဲ့မသွားနဲ့ပြီးရင်တင်တို့ရဲ့ခပတ်မှာအဲ့ဒီခေတုံးကတော့တို့ရဲ့ခပတ်မှာပေါ့နော်ပတ်ဆံအကျွေစိတ်တွေထည့်ထားဖို့အဲ့ဒီခပတ်မှာထည့်နိုင်တဲ့အဲ့လေးတွေရှိတယ်တပြားမှလည်းမယူနဲ့တဲ့အင်းကြီးနှစ်ထယ်လည်းမယူသွားနဲ့တဲ့ဘာကြောင့်တခင်ယေရှုကအဲ့ဒါလို့မိန်တော်မူသလဲဆိုရင်ဖယားတခင်ကိုအာကိုတတ်ဖို့လက်တွေ့တင်တန်းစင်ခိုင်းတာ ဘုရားသခင်ကသူတို့လိုအပ်တဲ့တဲခိုရမယ့်နေရာတွေစားရမယ့်အစာအသောက်တွေဝတ်ရမယ့်ခြုံရမယ့်အရာအားလုံးဘုရားသခင်ကသူတို့အတွက်သူတို့သွားမယ့်နေရာကလူတွေအားဖြင့်ပြင်ဆင်တော်မူမယ်ဘုရားသခင်ကိုယုံကြည်အားကိုးတတ်ဖို့လက်တွေ့ကွင်းစင်ခိုင်းတာဖြစ်တယ်အခန်းငယ်10မှာ ထိုမရပါတင်တို့သည်မိသည့်အိမ်တို့ဝင်လျင်ထိုအိမ်တွင်ထိုအရက်မှမထွက်မသွားမီတိုင်အောင်နေကြလော့ကဲဒါဆိုရင်သွားတဲ့အခါမှာသူတို့ကိုကြိုးဆူလက်ခံမဲ့သူတွေရှိလိမ့်မယ်တဲ့အဲ့ဒီမှာပဲနေရမယ်သူတို့လိုအပ်တဲ့စာဝတ်နေအတွက်လိုအပ်တဲ့အရာခြုံရမဲ့ဆောင်တွေအလုံးအဲ့ဒီလူတွေအဖြစ်ပြင်ဆင်ပေးမှဖြစ်တဲ့အတွက်အဲ့ဒီမှာပဲအဲ့ဒီရွာအဲ့ဒီမြို့မှာနော်ဟောပြောလို့မပြီးမချင်းနေရမယ်တဲ့ နော်နေကြလော့တဲ့အခန်းငယ်7မှာ အချင်းသူတို့သည်တင်တို့ကိုလက်မခံတင်တို့ဤစကားကို နားမထောင်ဘဲနေဤထိုသူတို့နေရာအယက်မှ ထွက်သွားစဉ်သူတို့တစ်ဖက်၌တက်တည်ဖြစ်စေခြင်းဟာတင်တို့ဤခြေဖွားမှမြေမှုန့်ကိုခါလိုက်ကြလော့ငါအမှန်ဆိုဒီကတရားဆုံးဖြတ်တော်နေ၌ ထိုမြို့သည်တောတုံမြို့နှင့်ဂေါမရမြို့ထက်တာ၍ခိုင်ရလက်တန့်ဟုမိန်တော်မူ၏ကဲဒီမှာတိတ်အရေးကြီးတယ်အဲ့ဒါဘာအကြောင်းဟောပြောတယ်လဲဆိုရင်ဒီမှာနောင်တတရားကိုဟောပြောတယ်ကဲနောင်တရကြလောကဲတင်ရှင်မရှိရကြွလာပြီသူ့ကိုယုံကြည်လက်ခံဖို့နောင်တရကြလောဆိုတဲ့ယေရှုခရစ်တော်ရဲ့အကြောင်းကိုတော့ဟောပြောတယ်ဟောပြောယုံမဟုတ်ဘူး ဒီဟောပြောတဲ့တပည့်တော်တို့ကိုသခင်ယေရှုကနတ်ဆိုးတွေကိုနှင်ထုတ်ရတဲ့အခွင့်အာဏာကိုပေးထားတယ်။ယေရှုခရစ်တော်ပေးထားတဲ့အခွင့်အာဏာအားဖြင့်သူတို့နတ်ဆိုးတွေကိုဘာလို့လဲနှင်ထုတ်တယ်။မကြမ်းမမာသောသူတွေကိုဇမ်းမာစေတယ်။ယေရှုခရစ်တော်ကိုယုံကြည်ဖို့လုံလောက်သော တပည့်တော်တွေအားဖြင့်ယေရှုပြုတော်မူသောအံ့ဘွယ်တပါဝလွန်အမှုတွေကိုသူတို့ကိုယ်တိုင်မြင်တွေ့ပါလျက်နဲ့ယေရှုခရစ်တော်သည်ကယ်တင်ရှင်မယ်ရှိရဖြစ်တယ်ဆိုတာကိုသူတို့ကြားနာပါလျက်နဲ့သူတို့မယုံကြည်ခြင်းဘို့ဆိုရင်ဘာလုပ်ရမလဲသူတို့ယွာကနေထွက်သွားစင်မှာတင်တို့ရဲ့ခြေထောက်မှာတင်တို့ရဲ့ဖက်နှက်မှာကပ်နေတဲ့ဖုံမှုတ်တွေကိုခါပါဘာအတွက်လဲသူတို့တစ်ဖက်၌တက်တည်ဖြစ်စေခြင်းဟာလို့ပြောတယ်သူတို့တစ်ဖက်၌ဆိုတာသူတို့ဟာကယ်တင်ဖို့ ငင်းပယ်ကြတဲ့အတွက်ငရဲသားတွေဖြစ်တဲ့အကြောင်းတို့ကို ပြလိုက်ပါအဲ့တော့ဆက်ပြတော့ဒီမှာပြောထားလေထိုတို့တို့ဒီတောတုံနဲ့ဂေါမောရမြို့သားတွေထက်တရားဆုံးဖြတ်တော်နေမှာတို့ခံရမယ်ငရဲဟာပူပရောပြင်းထန်မယ်တဲ့ကဲဒီမှာကျွန်တော်ဘာတင်ခတ်စာယူရမလဲသခင်ယေရှုတွင်တင်ပြသတော်မူသောအရာကပါလဲ ယေရှုခရစ်တော်သည်လူစားတရားဖြင့်ကြွလာတော်မူသောအပြစ်ရှိသောသူတို့ကိုရွေးနှုတ်ကယ်တင်ဖို့ရန်လူစားတရားဖြင့်ကြွလာတော်မူသောကယ်တင်ရှင်မေရှိယဖြစ်တယ်ဆိုတာကိုကြားနာပါလျက်နဲ့ဘယ်ပုပ်ကိုဘယ်လူသားကမှကပ္ပဦးကနေစပြော့ဒီနေ့အထိဘယ်သူမှမလုံနိုင်တဲ့အံပွဲတဘာဝလွန်အမှုတွေကိုတခရယေရှုကိုတော်တိုင်းကတော်လကောက်တခရယေရှုကအခွင့်အာဏာပေးထားတဲ့တမန်တော်တို့အားဖြင့်တော်လကောက် အဲ့ဒီတဘာဝလုံးမှုအမှုတွေကိုချစ်ခြင်းအဖြစ်ယေရှုခရစ်တော်သည်လူစားတရားဖြင့်ကြွလာတော်မူသောကယ်တင်ရှင်ဖြစ်တယ်ဆိုတာယုံကြည်ဖို့လုံလောက်သောတတ်သိအထောက်အထားတွေရှိပါလျက်နဲ့မယုံကြည်ခြင်းတဲ့လူတွေကိုကျွန်တော်မလိုရမလဲခြေထောက်မှာကနေတဲ့ဖုံတွေကိုခါချရမယ်ဘာအတိတ်ပဲယေရှုခရစ်တော်ကိုယုံကြည်ဖို့လုံလောက်တဲ့တတ်သိအထောက်အထားတွေသူတို့ကိုယ်တိုင်ကြားသိပါလျက်နဲ့မယုံကြည်ခြင်းတဲ့လူတွေကိုကျွန်တော်မပြောရမလဲမယုံရင်တော့ အပြစ်ရှိတဲ့အတိုင်းငရဲသွားရမယ်။အနောင်တနဲ့ယေရှုခရစ်တော်ကိုယုံကြည်ရင်သင်သည်အပြစ်ဘလောက်ပဲများများအပြစ်ဘလောက်ပဲကြီးကြီးယေရှုခရစ်တော်ကခွန်လွတ်နိုင်တယ်။အာမင်။ခွန်လွတ်ဖို့အတွက်လည်းပဲသူ့ရဲ့ကယ်တင်ခြင်းသတင်းကောင်းကိုကျွန်တော်တို့ကိုဟောပြောခိုင်းတယ်။မယုံကြည်ခြင်းရင်တော့မယုံကြည်တဲ့အတိုင်းအပြစ်ရှိတဲ့အတိုင်းအပြစ်တန်ခိုင်းရမယ်။ဒါတော့ကျွန်တော်တို့မပြောရဘူးလား။ပြောရတယ်။တခင်ယေရှုကအဲ့ဒီအတိုင်းပြောဖို့ပထမဆုံး သူတင်တန်းပေးနေတဲ့တပည့်တော်တို့ကိုတော်၎င်းနောက်ပိုင်း တမန်တော်အဖြစ်သူတို့ကို အတီးပြုတ်စီလွတ်တဲ့အခါမှာတော်၎င်းအဲ့ဒီအတိုင်းဟောပြောဖို့တုံတင်တယ်ယေရှုခရစ်ကိုယ်တော်တိုင်ကအဲ့ဒီအတိုင်းဟောပြောတယ်ဟုတ်နော်ကဲဒီမှာသူတို့ဟောပြောတဲ့အရာကပါလေအခန်းငယ်7နဲ့7 3တပည့်တော်တို့ဒီထွက်သွား၍နောင်တတရားကို ဟောပြောကြ၏နတ်ဆိုးများကိုနေထုတ်ကြ၏ မကြမ္မာသောသူများတို့ကိုစီနဲ့လူ၍အာနာကိုငြိမ့်စေကြ၏ကဲ့သို့တကယ်ယေရှုကသူတို့ကိုအခွင့်အာဏာပေးတဲ့အတိုင်းနတ်ဆိုးတွေကိုနှင်ထုတ်တယ်မနာမကျန်းသောသူတွေကိုဇမစေတယ်ဒါမဲ့တခင်ယေရှုခရစ်တော်ကိုယုံကြည်ဖို့လုံလောက်သောတည့်တေအထောက်ထားနဲ့တခင်ယေရှုရဲ့ကယ်တင်တော်မူခြင်းအကြောင်းကိုကြားနာပါလျက်နဲ့မယုံကြည်ခြင်းဖို့ဆိုရင်တို့တို့မှာအပြစ်ရှိတဲ့အတိုင်းငရေတော့ရမှာဖြစ်တယ်ဆိုတော့ နောင်တတရားကိုဟောကြတယ်။နောင်တတရားဆိုတာဘာလဲဆိုတာကိုနောက်ဆုံးတစ်ချက်အနေနဲ့ဆိုတော့အနေငယ်ဝင်ကားသွားမယ်။နော်။နောင်တမရရင်ကဲတင်ချင်းမရနိုင်ဘူး။အဲ့ဒါတခင်ယေရှုနဲ့တမန်တော်တို့ရဲ့တွင်တင်ဟောပြောတဲ့တရားဖြစ်တယ်။မာကုအခိုင်း၁အခန်းငယ်၅မှာတခင်ယေရှုကအချိန်ပြည့်စုံပြီးဖယားခင်နိုင်ငံတော်သည်တည်လို့နေပြီးနောင်တရကြလော့အေးဝံကလေးတရားကိုယုံကြည်ကြလော့ဟူသော ဘုရားသခင်နိုင်ငံတော်နဲ့ရှင်သောအေဝံဂေလိတရားကိုဟောတော်မူ၏သခင်ယေရှုခရစ်ကိုယ်တော်တိုင်ကနောင်တရကြလော့အေဝံဂေလိတရားကိုယုံကြည်ကြလော့ဆိုပြီးတော့သူ့ရဲ့ကယ်တင်တော်မူခြင်းတည်ငောင်းကိုဟောပြောပြီးတော့သူ့ကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံမှုသခင်ယေရှုကိုယ်တော်တိုင်ဟောပြောတယ်ပြီးတော့လုကာအခန်း7အခန်းငယ်3နဲ့5မှာလည်းသခင်ယေရှုကအခုလိုမိန့်တော်မူပါတယ်တင်တို့ရှိသည်မြသည်လဲနောင်တမရလျင်ပျက်စီးခြင်းတို့ ယောက်ချာလိမ့်မည်ဟုမိန်တော်မူတယ်။ကဲ။နောင်တမရရင်ကဲတင်ချင်းရလားမရနိုင်ဘူး။မာကုအခန်း6အခန်းငယ်7မှာလဲတပည့်တော်တို့ကသခင်ယေရှုစေခိုင်းတော်မူတဲ့အတိုင်းနောင်တတရားကိုဟောပြောကြတယ်။တမန်တော်ဝတ္ထုအခန်း18အခန်းငယ်30မှာလဲတမန်တော်တို့ကအခုလိုဟောပြောတယ်။သခင်ယေရှုကသူတို့ကိုတင်ပြထားတဲ့အတိုင်းနောင်တနဲ့ယေရှုခရစ်တော်ကိုယုံကြည်ဖို့အခုလိုတမန်တော်တို့ကဟောပြောတယ်။ ဖယားသခင်သည်မိုက်မဲသော အချိန်ကာလတို့ကို အမှုမထားဘူးတော်လဲယခုမှကိုအပြစ်ကိုမြင်၍နောင်တရကြလော့ဟုခတ်သိမ်းသောအရတ်တို့၌ရှိသောလူအပေါင်းတို့အားပြင်းရတော်မူ၏နောင်တဆိုရာဖယားသခင်ပြင်းရတော်ကိုချိုးဖောက်ပြော့ကျွန်တော်တို့လုံနေချအပြစ်တွေဆက်လုံနေမဲ့အစားဖယားခင်ပြင်းရတော်နဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့လမ်းမတွေကိုကျွန်တော်တို့ဆက်လိုက်နေမယ်အစားကယ်တင်ရှင်ယေရှုခရစ်တော်ထံမှာကိုရောကျွန်တော် ပညာတော်ကိုချိုးဖောက်ပြီးတော့ပြင်းမာတဲ့အပြစ်တွေအတွက်ခွန်လွတ်ပါကျွန်တော်လိုက်မိခဲ့တဲ့လမ်းမတွေအတွက်ခွန်လွတ်ပါအဲ့ဒီအပြစ်တွေအဲ့ဒီလမ်းမတွေကိုဆက်ပြီးတော့လိုက်နေမဲ့အစားကိုတော်အလိုတော်ရှိတဲ့အတိုင်းကျွန်တော်ကိုကျမကိုပြောင်းလဲစေပါဆိုပြီးတော့ယေရှုခရစ်တော်တပါတိကိုသာကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံမှုအစဉ်သင့်ရှိနေသောစိတ်နှလုံးကိုစစ်မှန်သော နောင်တလို့ခေါ်တယ်အဲ့ဒီစစ်မှန်သော နောင်တနဲ့ ယေရှုခရစ်တော်ကိုကျွန်တော်တို့ရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံရင်ကျွန်တော်တို့မှာအပြစ်ဘလောက်ပဲများများကျွန်တော်တို့ကျူးလွန်ထားတဲ့အပြစ်ဟာဘလောက်ပဲကြီးကြီးခွင့်လွှတ်တော်မူမှာဖြစ်တယ်ဘာကြောင့်လဲဆိုရင်ယေရှုခရစ်တော်ကသူ့ကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံတော်သူတို့ရဲ့အပြစ်ကြွေးအလုံးကိုလက်ဝါးကတိုင်မှာအသိခံစင်ဆက်ပေးခဲ့ပြီးဖြစ်တော်ကြောင့ ်နောင်တနဲ့သူ့ကိုကက်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံတော်သူတို့ရဲ့အပြစ်ကြွေးအလုံးကိုခွန့်လွှတ်တော်မူပါတယ်။အဲ့ဒါအပြစ်ရှိသောသူတိုင်းအတွက်တည်င်းကောင်းဖြစ်ပါတယ်။အဲ့ဒီကက်တင်ချင်းတည်င်းကောင်းကိုလူမျိုးတကာတို့ကို ဟောပြောဖို့ရန်သခင်ယေရှုကတပည့်တော်တို့ကိုတောင်းဝန်ပေးထားတဲ့အတိုင်းဒီနေ့အထိကျွန်တော်တို့ဟောပြောနေတာဖြစ်ပါတယ်။ကဲဒါဆိုရင်သင်ရောဘယ်လိုလဲယေရှုခရစ်တော်ကိုတဲ့ရဲ့ကက်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံပြီးပြီလား။ ယေရှုခရစ်တော်တပါတိတလည်းအပြစ်ရှိသောသင်ကိုငရဲသွားမဲ့သူအဖြစ်ကနေရွေးနှုတ်ကယ်တင်နိုင်သော တပါတိသောကယ်တင်ရှင်ဖြစ်တယ်ဆိုရက်ယေရှုခရစ်တော်ရဲ့အေးဝံကလေးတည်င်းကောင်းကိုခဏခဏကြားတယ်နားလဲလဲတယ်ဒါပေမဲ့ဒီနေ့အထိအသင်မယုံကြည်ခြင်းဘို့ဆိုရင်သင်ကျိုးလွန်ထားတဲ့အပြစ်တွေအတွက်နောက်ဘဝမှာငရဲမိအိမ်ထဲမှာအန်သွားခဲကြိတ်ပြောကဘာအဆက်ဆက်အပြစ်ဒဏ်ခံရမှာဖြစ်တယ် ။ဒါကြောင့်နောင်ဘွားမှာအာန်တွားခဲကျိတ်ပြော့ကဘာအဆက်ဆက်မိလျံဝေဒနာကိုခံရမဲ့ငရဲမိအိုင်ကိုမတွားချင်ပါနဲ့။နောင်တနဲ့ယေရှုခရစ်တော်တပါတိကိုသာတင့်ရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံဖို့ဘုရားသခင်ကတင့်ကိုအချိန်ကောင်းပေးနေတော့နောင်တနဲ့ယေရှုခရစ်တော်ကိုယုံကြည်လက်ခံပါ။နောင်တဆိုတာခုနလည်းကျွန်တော်ပြောပြပြီး ကျွန်တော်တို့ကျိုးလွန်တဲ့เนาะပြည်ရတကိုချိုးဖောက်ချင်းဖြင့်ကျွန်တော်တို့ကျိုးလွန်နေချအပြစ်တွေကိုဆက်လက်ပြီးတော့ကျိုးလွန်နေမယ်အစားဘုရားခင်အလိုတော်နဲ့စန့်ကျင်ဘက်ဖြစ်တဲ့လမ်းမတွေကိုဆက်လက်ပြီးတော့လိုက်နေမယ်အစားယေရှုခရစ်တော်ရဲ့အလိုတော်အတိုင်းနေထိုင်အသက်ရှင်ဖို့ယေရှုခရစ်တော်တပါးတည်းကိုသာကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံဖို့အစဉ်အသက်ရှိတော့စိတ်နှလုံးကိုစစ်မှန်သောနောင်တလို့ခေါ်တယ်အဲ့ဒီစစ်မှန်သောနောင်တနဲ့ယေရှုခရစ်တော်ကိုသင်ရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ် ယုံကြည်လက်ခံရင်တင်းရဲ့အပြစ်တွေအားလုံးကိုခွန်းလွတ်တော်မူမယ်အခုဘုရားမှာအလိုတော်ကိုနာခံနိုင်သောစိတ်တော်အသက်ကိုပေးမယ်နောက်ဘုရားမှာတေရာနဲ့အိုနာတေချင်းကင်းသောကောင်းဝင်နိုင်ငံတော်မှာအစင်ထာဝရဘုန်းတော်ဝင်စားရသောအခွင့်ကိုအခုပေးတော်မူမှာ ဖြစ်ကြောင်းတည်င်းကောင်းပါပါတယ်အားလုံးပေါ်မှာဖျားခင်ကောင်းချီးပေးပါစေ